စာအုပ်ကြောင်းပြောမယ်ဆိုရင်တော့အဲ့ဒီစကားနဲ့ပဲအစားရှိရမှာပါစာအုပ်ဆိုတာလူတွေကသူတို့ရဲ့အတွေ့အကြုံတွေအောင်မြင်မှုဆုံးရှုံးမှုတွေအဲ့ဒါတွေရဲ့ဘောသူတို့ရဲ့ရှုမြင်သုံးသပ်ပုံတွေကိုရေးထားကြတာပါမိတ်ဆွေတွေလည်းအဲ့ဒါတွေကိုဖတ်ထားလိုက်မယ်ဆိုရင်တော့သူတို့ရဲ့ပြဿနာတွေကိုပုံတိုင်းကြုံတွေ့ရတယ်လို့ခံစားသိရှိရမှာပဲဖြစ်ပါတယ်အဲ့ဒီပြုံမှာပြဿနာဖြေရှင်းပုံနည်းလမ်းတွေကိုလည်းသင်ခန်းစာဖြင့်ရရှိနိုင်ပါတယ်ဘာလို့လဲဆိုတော့သိပ္ပံပညာပတ်မှာသာသိသိတွေဖြစ်ပေါ်နေတာပါလူတွေရဲ့တွေ့ကြုံဆိုတာကတော့ ဥယျာဉ်လုံးကအတိုင်းဒီနေ့အထိအပြောင်းလဲသိရှိရမဟုတ်ပါဘူးလူတွေရဲ့အချိန်ခံစားချက်တွေနဲ့လူမှုဘဝပြဿနာတွေကဥယျာဉ်လုံးကအတိုင်းပါပဲအဲ့ဒီတော့ကိုယ်ယဉ်လူတွေစီကနေပြီးတော့တွေ့ကြုံရင်ကိုဖတ်တာမှတ်ထားတဲ့အခါမှာကိုယ်တိုင်အဲ့လိုမျိုးကြုံပြီးတော့အငြင်းကြီးကြီးအသိဉာဏ်ရှိရှိနဲ့ဖြည့်ရှင်းနိုင်ကြပါလိမ့်မယ်အဲ့ဒီအရင်းစောက်တွေထဲမှာအရာမပြဿနာတွေရဲ့ဘောအရာမပုဂ္ဂိုလ်တွေရဲ့ဝေဖန်သုံးသပ်ချက်တွေနဲ့အဖြေတွေရှိပါတယ်သူတို့ကင်တွေခဲ့ရဲ့ဥပဝါဆိုင်ရာရင်းခဲ့ပြဿနာကြီးနဲ့ဆိုင်တော့ ကျွန်တော်တို့အူချင်းရဲ့ပြင်နာတွေကသေသေးကိုကိုဖြစ်သွားပါတယ်။သူတို့ရဲ့ဉာဏ်တွေကိုယူသုံးပြီးဖြည့်ရှင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြင်နာတွေကလွယ်လေးဖြစ်သွားပါလိမ့်မယ်။အဲ့ဒါကစာအုပ်ကပြီးနိုင်တဲ့အရာမှအကျိုးမြတ်တစ်ခုပါပဲ။ကိုကကြကြပြက်ပြက်ဖတ်ရှုလေ့လာတိုင်းကိုနဲ့ယူရည်တခြားလူငယ်တွေထက်အငယ်ကောင်းတလုံးတာနေပါလိမ့်မယ်။တချို့လူတွေကသူတို့ရောက်ရှိခဲ့တဲ့နေရာကြီးကြီးလေးမှာပဲနေကြပါတယ်။အထက်မင်းနေလောက်ရမယ့်အလုပ်လေးတစ်ခုကိုပဲလုပ်ပြီးတော့ပုံမင်းသွားကြပါတယ်။ဒီလိုနဲ့လောကကြီးအကြောင်းဘာမှမသိသွားကြတာကတော့ စိတ်မကောင်းစရာပဲဖြစ်ပါတယ်။တချို့တွေကြတော့စာတွေသိပ်ပတ်ကြပါတယ်။ဒါပေမဲ့စိတ်ကူးယဉ်ဝတ္ထုတွေကများပါတယ်။အဲဒီလိုစိတ်ကူးယဉ်ဝတ္ထုတွေဖတ်လိုက်ရင်စိတ်ပန်းပြေတယ်၊ကြောစရာကောင်းတယ်။ဝတ္ထုမုတ်တဆာမျိုးဖတ်ရတာကတော့အလိုလိုရတဲ့လိုညှိ့စရာလိုအောင်မြင်တတ်ကြပါတယ်။ဒါဟာလောကမယုံနဲ့အယူဆပါပဲ။မိတ်ဆွေကအောင်မြင်ခြင်းတဲ့သူအောင်မြင်ဖို့ကြိုးစားနေတဲ့သူဆိုရင်တော့ဝတ္ထုမုတ်တဆာမျိုးဖတ်ရတာလေတရားသာရှိရမှာပါ။စိတ်ကျဉ်နေမှုတော့အပန်းပြေမှုလိုလဲကြားရမှာဖြစ်ပါတယ်။ဝတ္ထုမုတ်တဆာတွေထဲမှာလည်း ဝိရုဒ္ဓပုစိတ်ဝင်စားစရာကောင်းတဲ့အရာတွေအများကြီးပါပါတယ်။ဒီသင်တိထိုက်တာတွေလေးလာမသားစရာတွေလည်းအများကြီးပါပဲ။ဒါတွေကိုမပတ်ဘဲနဲ့သူတို့ဘာစိတ်ကူးရဲ့အိမ်မက်နောက်ကိုပဲနှင်မြောလိုက်ပါလွန်သွားရင်တော့အောင်မြင်မှုအတွေ့တိုင်းတာတစ်ခုစီတော့အဟန္တာဖြစ်စေနိုင်တယ်လို့ကျွန်တော်မြင်ပါတယ်။ဒီမှာကျွန်တော်တခုဖြစ်ဆိုပြောချင်တာကတော့အရှိုးဝိရုဒ္ဓတွေကတော့ခံစားမှုပရတာတွေလူနေမှုအလေးထားတွေနဲ့ယဉ်ကျေးမှုပုံစံတွေစားတဲ့အရာတွေအများကြီးပါပါတယ်။အခုလိုစောက်တွေဖတ်တာမျိုးကလည်းမိတ်ဆွေတို့အကျိုးရှိစေပါပါ။ဒါပေမဲ့ အဲ့ဒါတွေပေါ်အရှိန်အများကြီးမသုံးမှုစေဖို့တော့တတိထားစေချင်ပါတယ်။ဘာလို့လဲဆိုတော့ဘဝဆိုတာဝိရုဒိဇကားတွေကတော့မဖြစ်လာတဲ့လိုပဲဖြစ်ပါတယ်။အင်္ဂလိပ်တွေ့ဟောပညာရှင်ဂျွန်လော့ကလူဟာသူ့တွေ့ကြုံတဲ့ပုံပြီးအသိဉာဏ်မရှိဘူးလို့ဆိုခဲ့ပါတယ်။ဒါငင်းစရာမလိုတဲ့ဇကားပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့အတွေ့အကြုံကိုစာပယ်ရှင်းနဲ့ရှင်းထွင်လို့ရပါတယ်။ဇာကတစဉ်ပေါင်းများထားတဲ့အတွေ့အကြုံတွေနဲ့ရင်းချက်ပြေဝသူဖြစ်နိုင်ပါတယ်။ယတနာကြီးတွေကိုလည်းရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။စာပယ်ရှင်းရဲ့အကျိုးကျေးဇူးကြောင့် အမေရိကန်နိုင်ငံမှာအောင်မြင်တဲ့သမ္မတဖြစ်ခဲ့သူတဦးချီးခဲ့မှုပါတယ်။အဲ့ဒီသမ္မတကတော့ True Moon ပါပဲ။သမ္မတ Yusbek ဝင်လာသွားတော့သူ့နေရာကိုဒုတိယသမ္မတ True Moon ကဆက်ခံခဲ့ရပါတယ်။ True Face ဆိုတာကတော့သမ္မတအဖြစ်လေးချိန်တိတိရွေးကောက်တင်မြောက်ခံရတဲ့နေရာမှာပုံကူကြီးပါ။အမေရိကန်တမိုင်းမှာလည်းသူ့လိုလူမျိုးမရှိပါဘူး။အဲ့ဒီပုံကူကြီးကွယ်လွန်သွားတော့ဒုတိယသမ္မတအဖြစ်83မြေသားတာဝန်ထမ်းဆောင်ရတဲ့ True Moon ကသမ္မတကောက်ဖြစ်ပါရဲ့။ဒီချိန်မှာဒုရဲ့ကဘာစစ်ကြီးကလည်းမပြီးသေးပါဘူး။ အရှာပြည်တနာတွေကလည်းမျိုးစုံရှိနေသေးရောဒီပုဂ္ဂိုလ်လေးဒီတိုင်းပြည်ကြီးကိုဥဆောင်နိုင်ပါမလားလို့တန်တရာများစွာချီးကျဲပါတယ်။ဖြူဝင်းနဲ့နိုင်ရှင်ပြီးအယံထင်သေးကြပါတယ်။ဒါပေမဲ့ဖြူမင်းဟာအသက်၁၄နှစ်သားမှလည်းသူငယ်ရဲ့မျိုးလေးရဲ့စာကြည့်တိုင်းမှာချီးကျဲတမျှစာအုပ်တွေကိုပုံအောင်ဖတ်ခဲ့သူဟာလုံမင်းတွေ့ကြုံနေသည့်ပေမဲ့စာတွေ့အတွေ့အကြုံကတော့သိပ်ပိုများတဲ့သူဟာအဲ့ဒီအတွေ့အကြုံပေါ်ဥဒရာတွေကိုအာကိုပြုပြီးတော့သူ့ရာထူးကတောင်းဆိုလာတဲ့လုံမင်းတာဝန်တွေကိုခြေပွန်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်။ ကုလထံမှာကုလသမဂ္ဂကြီးဖွဲ့စည်းရာထူးမင်းဝါဒလို့ခေါ်တဲ့နိုင်ငံရေးလမ်းစဉ်ချမှတ်တာမာရှယ်စီမံကိန်းကောင်တယ်ပေါ်တာနေဒိုးအဖွဲ့ဖွဲ့စည်းရာပြီးတော့ကိုရီးယားစစ်ပွဲကိစ္စစားတဲ့လုပ်ငန်းကြီးတွေကိုဥဆောင်ကင်တွေနိုင်ခဲ့ပါတယ်သမရယာရုမှလည်းတက်တန်း20တာဝန်ထမ်းဆောင်ခဲ့ရပါတယ်ဒါတွေအားလုံးဟာစာပယ်ရှင်ရဲ့ကြိုးကျေးဇူးပါပဲဆောက်ကောင်းတွေကလူကိုရတလည်းကန်စားရစေပါတယ်နှုတ်ဆော်နှိုးဆော်မှုတွေအကျိုးကျေးဇူးတွေလည်းအများကြီးပေးပါတယ်ဥပမာအမိုင်းဆောက်တွေကိုဖတ်ကြည့်ရင် ပထမကဘာစဲတွင်းကလေသူရဲကောင်းတွေရဲ့စွန်လာခန့်တွေတွေ့ရပါမယ်။ Confucius ရဲ့လူလဲလူပွေးဆိုင်ရာအယူအဆတွေလည်းကြားနိုင်ရပါမယ်။ချင်းတဲ့နှလုံးသားပိုင်ရှင်လို့ခေါ်ဝေကြတဲ့လူစမကောင်းအင်္ဂလိပ်ဘရင် Richard ရဲ့သူရဲ့တတူတွေကိုလည်းမြင်ရပါမယ်။ကျွန်တော်နိုင်ငံမှာလည်းထင်ရှားကြော်ကြတဲ့လူတွေအကြောင်းရေးထားတဲ့စာအုပ်တွေအများကြီးရှိပါတယ်။ဒါတွေကသိကိုစိတ်ဝင်စားစရာကောင်းပါလိမ့်။ဘာလို့လဲဆိုတော့ကောင်းကြောင်ကြောင်နဲ့လုပ်ရည်တွေနဲ့စွမ်းဆောင်အကောင့်တွေပေါ်ခဲ့ကြတာတွေ ဗီဒီယိုကမျိုးစုံတွေကိုရင်ဆိုင်ကြော်လွှားခဲ့ကြတာတွေပြဿနာပေါင်းစုံကိုဖြေရှင်းနိုင်ခဲ့ကြတာတွေကစိတ်ကိုစိတ်ဝင်စားစရာကောင်းပါရဲ့ကျွန်တော်တို့အားထုတ်မှုဆိုတာကသူတို့လုပ်ရတဲ့နေဆိုင်ရင်တော့အပေးအမွှားလေးပါပဲဒါပေမဲ့ကျွန်တော်တို့လည်းကိုယ်ပေါ်နဲ့ကိုယ်ပါဘုခရီးလန်းကိုပို့လျှောက်လန်းရမှာပါဒီခရီးဟာရှိသည်ဖြစ်စေတိုးသည်ဖြစ်စေအချိန်မှာတလန်းပဲကျွန်တော်တို့လန်းလန်းကြပါလေဒါပေမဲ့တလန်းချင်းကိုမမှန်ကန်ကန်လှမ်းသွားနိုင်ရင်ကျွန်တော်တို့ရည်မထားတဲ့ပန်းနိုင်ကိုရောက်ပါလိမ့်မယ်ဒီလိုမမှန်ကန်ကန်လှမ်းနိုင်ဖို့အတွက် စာအုပ်တွေကကျွန်တော်တို့ကို အထောက်အကူပြုပေးပါလိမ့်မယ်။စာအုပ်တွေကသူတစ်ပါးရဲ့အတွေ့အကြုံကိုအတိပေးတယ်လို့တီထွင်ကြံစာတတ်တဲ့ဉာဏ်လည်းရှင်းတန်စေပါရဲ့။အလူကြုံမြင်များကိုသုံးသပ်တဲ့ရင်ဒီလိုတီထွင်ကြံစာတတ်တဲ့ဉာဏ်မျိုးပုံမှန်ကိန်းရောင်းလာပါလိမ့်မယ်။လောကကြီးမှာလူပါအများကြီးဒီဥတ္တမယူကြရှိလုံနေလို့တော့မအောင်မြင်မကြည့်ဝါနိုင်ပါဘူး။သူများနဲ့မတူအောင်တွေးမြင်တဲ့တွေကိုတီထွင်ကြံစာတတ်ရပါလိမ့်ရဲ့။အဒီနောက်အဒီအတွေ့အကြုံတွေကိုတကယ်လည်းအကောင်းဆုံးပေါ်ရပါရဲ့။အဒီအတွက်တတိလိုပါရဲ့။အဒီအတွေ့အမြင်တွေ တတိတွေဘဝပေါ်ရှုမြင်သုံးသပ်မှုတွေနဲ့ဆုံးဖြတ်လောက်ကန်ခဲ့တာတွေကိုစောက်တဲကနေပြီးလေ့လာသင်ယူရပါတယ်။ဒါပေမဲ့လူတိုင်းလိုက်မလို့ကြပါဘူး။မိတ်ဆွေကအောင်မြင်ခြင်းနဲ့သူဖြစ်ရှင်တော့ဘိုင်လို့ဖို့လိုမယ်လို့ကျွန်တော်ထင်မိပါတယ်။မိတ်ဆွေကစီဝိုင်းလောကမှာကျင်လည်မယ်ဆိုရင် လူတွေကြောင်းကိုကောင်းကောင်းသိရပါမယ်။လူတွေကိုအကဲခဲတဲ့နည်းနဲ့တတ်ရပါမယ်။အမိုင်းတို့အထုပ်ပြီးလို့ဆိုတာလူအကြောင်းတွေပါပဲ။ကျင်တဲ့စာမျိုးစားများပြားရတယ်။အမျိုးမျိုးနဲ့တော့လူနဲ့ဆက်ဆက်တာလူအကြောင်းထင်ရှားတာတွေကြီးပါပဲ။ ။ဒါတွေကိုလည်းလူသဘောလူသဘောဝါရှူတော့ကနေဖတ်မယ်မှတ်မယ်ဆိုရင်လုပ်ငန်းအဖွဲ့မှာအဆင်ပြေအောင်မြင်မြတ်ဆုံးဖြတ်ချက်မျိုးတွေကိုမှန်မှန်ကန်ကန်ရှာမှတ်နိုင်မှုတူဖြစ်လာပါလိမ့်မယ်။လူတွေကြောင့်တည်ခြင်းကစီးပွားရေးသမားတူကိုညံ့ညွန်မြင်ရှိသူတွေကဖြစ်လာစေနိုင်တယ်လို့စီးပွားရေးဘာသာရေးဆိုင်ရာစာအုပ်စာတမ်းတွေဖတ်ရှုခြင်းအားလည်းမိမိလုပ်ငန်းရဲ့အခြေခံသဘောထားတွေကိုနှက်ဆက်တက်တည်သောပုံကိုယ်တယောက်ဖြစ်လာစေနိုင်ပါတယ်။စာပရှင်ရဲ့အကျိုးကျေးဇူးတွေကတော့အများကြီးပါပဲ။အဓိကဘေးတိတာထင်ရှားတဲ့အကျိုးကျေးဇူးတချို့ကိုဖော်ပြပေးလိုက်ပါတယ်။အဲ့ဒါတွေကတော့ နံပါတ်၄ဘဝတုဒ္ဒတိုးပွားစေခြင်းပဲဖြစ်ပါတယ်။စာအုပ်စာပေတွေကမိတ်ဆွေကိုကဘာကြီးကြောင့်ပုံမသိရှိလာစေပြီးတော့အတွေးမြင်တွေကိုကျေပြန့်လာစေပါတယ်။နံပါတ်၄ကတော့အစိတ်ဖိစီးမှုရောကျစေခြင်းပဲဖြစ်ပါတယ်။စာပရှင်ကစိတ်ကိုအနာရစေပြီးတော့စိတ်ဖိစီးမှုတွေကိုရောကျစေပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တော့ကိုဖတ်ရှုနေစေမှာမိတ်ဆွေရဲ့စိတ်ကတခြားအရာတွေပေါ်မှာအာရုံမဆိုင်မိတော့ပဲအနာယူသလိုခံစားရစေပါတယ်။နံပါတ်၃ကတော့အတွေးခေါ်နဲ့စဉ်းစားဉာဏ်တိုးတက်စေခြင်းပဲဖြစ်ပါတယ်။စာပိုက်ရမှာ ဇလန်းတွေအတွေးမြင်တွေကိုရှေ့ဆက်စဉ်းစားရတာကြောင့်ဦးနှောရဲ့လုံလောင်စွမ်းတွေကူးတက်လာစေပါတယ်။နံပါတ်၄ကတော့စကလုံးအသောနှုန်းနဲ့ဘာသာစကားစွမ်းရင်ကူးတက်စေခြင်းပဲဖြစ်ပါတယ်။စာပယ်ရှင်ကစကလုံးအသစ်တွေကိုသင်ယူရရှိစေပြီးတော့စာပေနဲ့စကားပြောဆိုမှုတွေမှာပုံမွှေကျွမ်းကျင်လာစေပါတယ်။နံပါတ်၅ကတော့အာရုံစူးစိုက်မှုတိုးတက်စေခြင်းပဲဖြစ်ပါတယ်။စာအုပ်တို့ကိုအချိန်တိုင်းတာတကူအထိအာရုံစိုက်ဖတ်ရှုရတာကြောင့်အာရုံစူးစိုက်မှုစွမ်းရင်ကူးတက်လာစေပါတယ်။နံပါတ်၆ကတော့အန်ဒီနိုင်စွမ်းကိုကူးတက်စေခြင်းပဲဖြစ်ပါတယ်။ ဆောက်ထဲကဇလန်းတွေစက်ကောင်တွေကိုစိတ်ထဲမှာပုံပေါ်ကြည့်ရတာကြောင့်စိတ်ကူးစိတ်တန်တွေပုံမကောင်းမွန်လာစေပြီးတော့ဒီတွင်ဖန်ပြီးနိုင်စွမ်းကိုလည်းတိုးတက်လာစေပါတယ်။နံပါတ်9ကတော့လူမှုဆက်ဆံရေးစွမ်းရည်တိုးတက်စေခြင်းပဲဖြစ်ပါတယ်။ဆောက်ထဲကစက်ကောင်တွေရဲ့စိတ်နေစိတ်ထားတွေလူသဘာဝတွေကိုနားလည်လာတာကြောင့်လူမှုဆက်ဆံရေးမှာပုံမကောင်းမွန်လာစေပါတယ်။ဒါကြောင့်စာပတ်ချင်းကမိစုရဲ့ဘဝကိုတိုးတက်ကောင်းမွန်လာစေဖို့အထောက်အပံ့ပြုပေးတဲ့အလေးချင်းကောင်းတစ်ခုပါပဲ။စာဖတ်တဲ့လေ့ကျင့်ကိုမွေးမြူပြီး ဘဝကိုပုံမှန်အကျိုးရှိစွာဖြစ်တန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြီးစုပေးသွားတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ဒီကြောင်းရာတွေကိုတော့ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမဲ့ပုံကူဆိုတဲ့စာအုပ်လေးကအထူးကထုတ်လုပ်ပြီးဖော်ပြပေးခြင်းဖြစ်ပါတယ်။